မင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆီယာမကျူးရဲ့အမတ်တရားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အမတ်တရားအိမ်မက်ကလေးလာပါခဲ့တဲ့အတွက်မောင်ကိုကျမအမြဲကျေးဇူးတင်နေတော့မှာပါမောင်အခန်းတည်းကျမကြားနေကြစကားတန်တစ်ခုဖြင့်ကျမကိုကြိုဆိုမဲ့သူမရှိပါတော့ပိတ်ထားသောတကားပေးတွင စမနမဲဆိုင်းပုတ်ပြားတစ်ခုသာရှိတော်သည် မိုးသက်လေဖြင့်အနှဲငယ်ချမ်းစစ်စိဖြစ်သွား၍လက်ပွေအိတ်ထဲမှတော့ကိုကပြကတိထောက်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟု၍စမတဦးတည်းသာရှိတော်သည်နှွေးထွေးပျော်ရွှင်စွာကြိုဆိုမဲ့သူမရှိသောပြထားစဉ်ခီးတဲ့တဦးဤဒုက္ခကို တတိယအကြိမ်ခံစားလိုက်ရသောအခါပထမတစ်ကြိမ်လောက်စိတ်ဆင်းရဲမှုမပြင်းထန်တော့ပါ ်ဦးတာယုံအဆောင်အုံ၏အပြင်ဘက်တွင် မိုးတဖွဲဖွဲကျနေသောကြောင့်စေဝင်နာကက်လျက်ရှိနေသောသုံးမဲတစည်းကိုသာ အလွယ်တကူငားလိုက်ရလေသည်။နှွေရသည်ဖြစ်စေ မိုးရသည်ဖြစ်စေလမ်းထွက်လျင်ဘယ်တော့မှထိမဆောင်တတ်သောကျမကိုဘလိုမင်းကလေးလဲဟု တအံ့တော်အံ့ဩပြနေမဲ့သူလဲအနည်းတွင်မရှိပါ။မန္တလေးမြို့သည် ရခင်ကလိုဆူဆူထိုင်မဲ့လျက်ရှိသည်။လမ်းမပေါ်တွင် ပန်းပွေကျွေများတည့်ရွက်ကျွေများဖို့တစားတည်စားနဲ့လွှင့်ရင် အချို့လဲရေဆူနေပြီးအချို့မှလဲခြောက်သွင်းနေစေဖြစ်သည် မိုးကတစ်ချက်တစ်ချက်မှ ဖြန်းကနေတဲပဲလိုက်သည်တစ်ချက်တစ်ချက်ကြတော့လင်ဖြစ်လွင့်ပါသွား၍မိုးစက်များပျောက်ပျောက်သွားပြန်၏ဒါမန္တလေးမို့မှမဟုတ်ပဲမိုးဆူဆူသောကတ္တရလမ်းမ၏အနက်နှင့်အတူ မပြည့်တပြည့်ဖုံခွေနဲ့ကစမောက်ကိုခက်စစ်စိမ်နှုတ်ဆက်ဖို့ရလေသည် ကျုံတော့ကစိတ်ပန်းမေကြီးမှာတော့ဟိုလွန်ခဲ့သည့်ကာလများနီးတူ နေရနေအောင်ပွင့်စေအပွင့်များမြေပြင်တွင်ပြည့်ကျဲလျက်တချို့ကတန်စကာဤဒီဘက်ပလက်ဖောင်းပေါ်ထိလွင့်ကြနေသည်အခုနေများတစုံတယောက်အတိမိတ်ဆွေနှင့်တွေ့ပြီးဟော့အလဲလာလာဟု နှုတ်ခွန်းဆက်လင်ကျမဘလို့ဖြေရပါမလဲကျုံးရည်ပြေပေါ်တို့မိုးဆက်များလွင့်ငနေလွင့်ငနေနှစ်မြုပ်ကြနေသည်နတ်ရှိကျုံးရည်ပြင်ဘက်တွေသာ တွေ့ရတတ်သော ပန်းနုရောင်ကြာငုံဝိများကိုစတင်မြင်ရလင်ကျမတို့နေအင်ကလေးတို့ပျောက်လူပြီးရင်းနှီးနေကြထနောင်းမေများရှင်မော်ပင်တေးတေးကွေးကွေးလေးများကြာရွက်အရွယ်စုံများ ။နောက်ဇာဘူးဇံကုန်များဇာဝင့်များညီနီမြောင်းပေါင်ထိတ်တွင်ကျမဆင်းရပါမည်။ကားရိုက်လိုက်သောအခါမှ မိုးကဝေါ်ကနေရွာချပြေးလိုက်တော်သည်။မိမကိုင်းလက်ဆွဲတစ်တာအသေးကတစ်ဖက်ပခုံး၌လွယ်ထားသောလက်ပွေအိတ်ကတစ်ဖက် မိုးရေထဲ၌ချက်ချင်းဆူရွှဲသွားသည်ဒါကတော့မန္တလေးမိုးအစ်စ်ပဲကားထွက်သားသောအခါကျမ မိုးရေထဲ၌ခဏကြံ့ရခဲ့သည် စပိန်ကိုစီနှင့်ចောင်းသူအရွယ်မင်းကလေးတစ်ဖွဲ့ကကျမကိုနှောက်ပြန်လက်ကြည့်သွားကြ၏မြောင်းမောင်အတိုင်းခက်သွက်သွက်ရှောက်လန်းလာသောအခိုက်အတန့်၌ဆူဆူသောကျမစပင်များတစ်ချက်တစ်ချက်လွင့်သွားသည်ဟော်ဟိုမာတစ်တာတတားဖြူလေးဤတတားဖြူလေးကို1982ခုနှစ်တုန်းကကျမတို့နှစ်ယောက်ခင်းခဲ့သည်ဆေးဖြူကိုတော့ ကျမကိုယ်တိုင်တုတ်ခဲ့သည်ဤတရားကလေးသည်ကျမကိုမောက်ကိုစားကျူစုသူဖြစ်လေသည်တရားပေါ်တွင်ရှိနေကြကလေးတစ်တိုင်မရှိပါကျမတယောက်တည်းယေရှုရွှဲလျက်ဖြတ်တန်းလာရသည်စာဘူးကြကင်များယေစီเจ้าဤတိုက်တွန်းမှုကြောင့်ရင်းနှွေးနေကြသည် သူတို့ကိုကြည်လင်ကျမရှင်က အခုတိုင်နာကျင်စေဖြစ်ပါသည်။ခြံဝင်တကားသည် ပွင့်လျက်ရှိ၏ ဘာပဲဖြစ်ဖြစ်တချင်ချင်းမှာတော့ ancient anti နဲ့ပရိဒရာယစကားများဆိုရအောင်နီအိုးတယောက်ချဲလားဟုသာ သူမနှုတ်ဆက်တတ်ဟန်ရှိသည်ကံကောင်းထောက်မစွာ anti ဤအိမ်သည်ကျမတို့ဤအင်္ဂလိပ်ရဲ့တစ်ဖက်မှာရှိနေ၍ကျမခဏတော့ရှောင်နေလို့ရသည်စီစမ်းပါအောင်နေစီပေများ အတော်ရှိကိုင်းလျက်ရှိပြီတပင်နဲ့ပင်သုံးပင်အိုး ိုဘက်နှပင်ကမိုးဆက်များအောက်တွင်၆သွေးလျက်ရှိသည် အင်းလေကျမလည်းနဲ့မထီရတာဘလောက်တောင်ကြပြီလဲတင်းနေနေပါရှိရောမြည်ဒီလောက်ရှင်းတဲ့နေဒီမှာပင်လင်အန်တီအီကျေးဇူးပါပဲတစ်သားလေးကားဒီသုံးတိကို တက်ပြီးတော့အခါပြင်ကင်းချမ်းပြင်ပေါ်ရရောက်ချင်းမိုးတံမှာလွတ်သွား၏တဆဲမိမရေတို့စီးကြနေသည်ကြည်စံမိုးရွာထဲမှာဘယ်တော့မှစူထီမဆောင်ဘူး အမြဲဆူရွှဲလို့မြ мян ဝင်စမ်းပါစမကြိုင်းနေကြစကားတန်တစ်ခုဤစမကိုကြိုးစုံမဲ့သူမရှိပါတော့ပိတ်ထားသော တကားပေးတွင် စမနာမည်စမ်းပုတ်ပြားတစ်ခုသာရှိတော်သည် မိုးတက်လေဖြင့်အနှဲငယ်ချမ်းစစ်စစ်ဖြစ်သွား၍လက်ပွေအိတ်ထဲမှတော့ကိုကြပြကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မြည်သူဟု၍စမတူဦးတည်းသာရှိတော်သည်အိမ်ထဲသို့ဝင်လိုက်သောအခါ ထုံးစံအတိုင်းတိတော်သည်နန်းကတင်းမွေးလျက်ရှိသည်မောက်နီတူကျမလည်းအံ့ဩရလာအောင်ဤအင်္ဂလိပ်သည်တိတော်သည်နန်းအမြဲမွေးနေလေသည် မောင်ပိတ်သောအခန်းကိုစံတဝါဝါဖြစ်မနေပဲနေသားတကြကျမလျှောက်သွားနိုင်၏ကျမတို့အခန်းမှာစပွဲကလထိုင်မရှိပါဟုတ်ဒီဘဲမှာတောက်ရည်ဦးစေဒီဘဲမှာတော့ထောင်ထားသောတင်ဖြူလိပ်နှစ်ခု ကျမမမိနေသည် နှစ်ရက်တစ်ဖက်သို့လျှောက်သွားပြီးမိခလုတ်ကိုဆွဲချလိုက်သည်လင်းလက်သွားသောဖန်မီးကြောင့်မိရောက်အောက်တွင်နှစ်ရက်ကကြည့်မှန်နေ၌စူကဲ့နေသောသပင်များနှင့်မျော်လင့်ချက်ကင်းမဲ့နေသော မျက်နှာတစ်ခုကိုပြုတ်ချီတွေ့ရသည် လက်ဆွဲတစ်တာကိုစမ်းမြင့်ပေါ်သို့အตาရာချလိုက်ပြီးအင်းဤအကန်တလျှောက်ဟုတ်သည်စူးစမ်းကြည့်သည်ကျမမရှိသည့်အချိန်အတွင်းတစုံတယောက်လာနေသွားသည့်အတွင်ပြင်မရှိပါ ရခင်တစ်ခေါက်ကျမအပြန်တုံးကမေးလျော့ထားခဲ့သည့်တဏခါပြိုးပင်ပေါက်လေးနှစ်ပင်မှာပန်းအိုးငယ်ကလေးတဲမတွင် အရွက်တို့ပင်မရှိတော့ပဲလိန်ချောက်သောအကိုင်းများသာကြံတော့သည်ဒီအိမ်ကိုမောင်မရောက်တာတေချာသွားပြီ မဟုတ်သေးပါဘူးလေဒီအပင်များဒီနေရာမှာရှိနေုံဖြင့်မောင်မလာဟုမပြောနိုင်ပါ မောင်ကပန်းဆိုင်ဝဒနာမမပါပဲတတိတယအစိုက်ပြိုးပေးမိမောင်မမဟုတ်ပဲ တခုတော့အခန်းဒီတကရွဲ့စိတ်ပိတ်လျက်ရှိသည်အခန်းတကားအထက်တွင်တော့အပြင်မှပြောင်းရွှေ့ချိတ်ထားသောမောက်နှံပင်ဆိုင်ဖို့ပြားကလေးရှိသည်အပြင်မှအထင်ရှားချင်းခွေမရတော့လဲမြည်သူမှမမြင်နိုင်သောတော့ပိတ်ထားသည့်အိမ်ထဲရှိအခန်းတကားအထက်မှာတော့ချိတ်ဆွဲခွင့်ရှိလိမ့်မည်ဟုကျမကိုယ်တိုင်ယုံကြည်နေသေးသည် အခန်းတကားကို တွန်းဖွင့်လိုက်၏မောက်ကိုနမ်းမွေတိုင်းရလိရှိသည့်ချုံမြသော မောက်ကိုနဲ့သည်အခန်းထဲတွင်ကျမလွမ်းဆို့နာကြေစီလာအောင်တီးတီးတတ်တာမွေးပြန့်နေလေသည်။မောင်ရောက်နေတာတော့မဖြစ်နိုင်ပါ။ကရင်ကောင်းရင်မှမိခလုတ်ကိုဆမ်း၍ခွင်းလိုက်သည်။ကျမရင်ထဲမှာလှိုက်ကနေလွင့်ဟာသွားသည်။ကရင်ပေါ်မှာတင်ဖြူတစ်ချက်သာရှိသည်။စပွဲပေါ်တွင် ကျမထားခဲ့သည့်ပန်းဆိုင်အိုတစ်ခုအတွင်း၌ပါပန်းဖို့မတိနိုင်လောက်အောင်၆တွင်းနေသော နေစီပန်းတို့သည်ယခုတိုင်မပြုံမလဲရှိနေလေသည်စပွဲပေါ်မှာကျမထားခဲ့သောစတော်ဘယ်ရီဘူးယိုနှင့်ပေါမုတ်လီတာသည်နေရာမယွင်းသေးပါလက်ညိုလေးဖြင့်အဖုံးကိုထိတွေ့ကြည့်လိုက်သည် ဖုံများကြမ်းရှာလျက်လက်ညိုကို ပေးချန်သွားသည်အသေးအချာရှိုက်မွေးတော့မွေးနေကြကိုနန်းတစ်ခုအပြင် ဖုံငွေ့အနှံ့ပါရလာသည် မောင်ရောက်လာခဲ့သည့်အထိမ်းအမတ်အဖြစ်တို့လူတွင်လောင်ချိတ်ထားသော အင်ဂျီများပစိုးများမရှိတောက်လက်စကော်ဖီပကံများအရက်ဖန်ကွက်များစီဂရက်တိုများမရှိပြန့်ကျဲနေသော ဖဲကျက်အဟောင်းများမရှိ စားခန်းစည်းကိုပိတ်တင်ထားခြင်းမရှိကဒင်ပေးမှပရင်ပေါက်ကို ကျမဖွင့်လိုက်သောအခါလေနဲ့အတူမိုးဆက်တေးတေးလေးများ မျက်နှာစီတို့ပြင်းဝင်လာကြသည် အေးစိတ်သွားသည့်ခံစားမှုကိုရရှိခြင်းတွင်ကျမပြုံးမိသွားသည် စပင်ရေဆိုအဝိယေဆိုနှင့်ခက်ကြကြမတ်တရဲ့ငင်းငိုင်နေတာများမောင်မြင်ခဲ့လျင်ကျမသည်ဂဒင်ပေးတစ်တာထဲမှမျက်နှာတုပ်ပေါ်ဝါကို အလင်ထုတ်၍စပင်များကိုတုပ်ပြေနေမိသည် မျက်နှာတုပ်ပေါ်ဝါမှာပျုတ်လုံးနဲ့မွေးနေသည်အကယ်၍မောင်ရောက်လာခဲ့ပြီးမောင်ဤဘဝကို ရေတုတ်ခက်လင်းပယုတ်လုံးနဲ့များရှိတော့မည်မဟုတ်တိတရဲလုံးထွေးထက်ထားခဲ့သည်မှာအသေးအကြာအေးလေမာဟာဤအင်ကိုဘာအကြောင်းကိစ္စဖြင့်လာမည်နီအာလျှော်စိတ်ပြဲမှုနှင့်အထီးကျန်ဝမ်းနည်းမှုသည်စမရင်ထဲမှလဲချောင်းထိစီဆွနစ်လာသည်ဘာရီပဲဖြစ်နေဖြစ်နေတယောက်ထဲကြံနေတာတော့အသေးကြပါပဲလက်ဆွဲတိတောက်ကို ပြန်ယူ၍ ယေရှုအဝိများကိုလဲသည့်အခါလဲတစုံတစ်ခုလိုအပ်နေသလိုခံစားရသည် အခန်းထဲရှိဖုံများကို စင်ကြယ်သောအောင်အနှဲငယ်ပင်ပန်းစွာလဲခြင်းတက်ရှင်းလိုက်လင်မောက်ကိုတန်တဆိတ်များအနှဲငယ်ပြေလျော့သွားလိမ့်မည်